MSP သမီးတွေကိုလာထီလို့ရှိရင်မရအောင်တခါလေတက်လို့ရှိရင်အဲ့လို attack တွေလာလောက်ကြတာရှိရခိုင်းလို့ရေးထားတာဖတ်တတ်ဘူးလေရရရကြီးတဲ့ကဲမဖတ်တတ်ဘူးမဖတ်တတ်ဘူးလေကိုရတယ်ကြီးရကြီးလိုက်တယ်မဖတ်တတ်လို့ကလေးကဒီလောက်ကြိုးစားနေရပေါ့ကိုရုံကကိုရခံစားရဟာ तू တိပြီလေအခုတိရမှာ तू တိပြီလေအဲ့ဒါ MSP ဒီနေ့ကတော့ဒီစင်တာပေါ့နော်စင်တာကဒါသူရဲ့မိဆက်မြန်မာလေးကိုဒီနေ့ training ဝင်ပေးရပါတော့ပြီးရင်သူ73ရက်နေ့ဖိလစ်ပင်းသွားမယ်သွားပြီးဖိလစ်ပင်းမှာလည်းတကယ်ဖိလစ်ပင်းကတကယ်နာမည်ကြီးရဲ့ training school ဖြစ်တဲ့ KF မှာလည်းသူ training လုပ်သွားယူမှာပေါ့ကျော်ကအခုမှစာအခုမှစမှာမနေ့မနေ့ရနော်မနေ့ရခြေတော့တန်ရပါခောက်တော့တမန်လေးကတနေ့ရအလုံးချော်လေးတော့နားပါ ဟို preparation ဘိုင်းကတော့အကုန်မေ့ဆိုတဲ့အတိုင်းပဲပေါ့နော်အကုန် preparation လုပ်ရတယ်ဟိုမှာ talent show ရှာပြဖို့အတွက် talent တွေတည်းလေ့ကျင့်ရတယ်ဒီ short တဲ့အကြောင်းအဲ talent show အတွက် talent ပြိုင်ဟိုဟို talent သွားလေ့ကျင့်တာပေါ့နော်အဲ့ကနေပြန်ထွက်မှာမိုးရွာနေအောင်ဟိုနည်းနည်းသတိမထားမိမဲ့ slip ဖြစ်သွား slip ဖြစ်သွားတဲ့အချိန်မှာကြောရိုးတစ်ခုလုံးထိသွားတယ်ဒေါက်တာကတော့တပတ်လောက်နာဖို့ပြောရဲပေါ့နော်ဒါပေမဲ့ ဟိုရက်ကလည်းရန်နီးနေပြီဆိုတော့အဲကြောင့်မလို့ဆက်ပြီးတော့ပဲ training ယူဖြစ်သွားတာပါဟုတ်ကဲ့ဒေါက်တာက develop တော့အနားယူရမယ်ပြောရချိန်မှာတော့နည်းနည်းစိတ်ပူသွားရပါတော့ဒါပေမဲ့ဟိုတေချာလေးနည်းရတော့အနားယူပြီးလို့ရှိရင်တော့ပြန်ပြီးတော့ recovery ဖြစ်လာမယ်ပြီးလို့ recovery ဖြစ်လာတဲ့အချိန်မှာလည်းအဲကိုထည့်ထားတဲ့ effort ထည့်ပို့ပြီးတော့ effort ပို့ထည့်ပြီးတော့တေချာလေးလုပ်သွားမယ်လို့တွေးထားရပြီးလို့ရှိရင်အဲဒီအချိန်ကဆက်ပြီးတော့ဆရာအောင်ပိုင်းကလည်း train ပြေးမယ်ဆိုတော့ improve ကတော့အများကြီးဖြစ်လာမယ်လို့ထင်ပါတယ်ဟုတ်စိတ်ပူလားဆိုစိတ်ပူတာပေါ့ ပွေးကလည်းရန်ကက်နေပြီပြီးလို့ရှိရင်တခုကပါလဲဆိုတော့ကျွန်တော်တမိတော့ကြာကျွန်တော်ကရန်သွေးလေသွေးဆိုတော့တောင်းတန်းတခုခုဆိုလို့ရှိရင်လို့အေးစစဉ်းစားပြီးတော့မဒါဖြစ်လားမဖြစ်လားဆိုတာလည်းတွေးပြီးတော့မှနေတတ်တယ်လူဆိုတော့သူကဆရာတဲ့ဟိုကတဲ့တမိလျှော်လေးတာဟိုတဲ့ဆရာတမိကလည်းတမိဟန်ဆောင်နေရောများဆရာတွေ့နေတာမဟုတ်ဘူးလေဟဲ့မဟုတ်ဘူးလို့ဆရာက ကျွန်တော်တခုဆိုလို့ရှိရင်ရဲစိတ်ကရဲ allergy ရောလို့ကျွန်တော်ဖြစ်တတ်တယ်လို့ပြောတယ်ခုခုဆိုလို့ရှိရင်ကျွန်တော်ဒါဟုတ်လားမဟုတ်လားလို့တေချာတွေးတာတွေးပြီးတော့မှပဲအမစေကန်သွားစရာရှိရဆိုလို့ရှိရင်တခါလေးစေကန်ကိုတခါလေးအာယူကိုသွားလိုက်ရဲသွားပြီးတော့မှလိုအပ်တဲ့ဓာတ်မှတ်တွေရိုက်တယ်ဆိုတော့ပြီးကြမှာဆရာဝန်ကလည်းအယူတွေပါလေမထီသွားဘူးပေါ့နော်ဆိုတော့အခါကျမှစိတ်ကြတာပေါ့သူကတော့တိမှမဟုတ်ဘူးအရောပေါ့ဒါပေမဲ့ကျွန်တော်ကကြတော့မဖော်ပြတတ်ဘူးပေါ့နော်အဲ့လိုမျိုးဟိုကိုစိတ်ထင်းမှပဲထားတယ်အဲ့လိုအဲ့လိုမျိုးအဲ့လိုကြောင့်ပါ ကျွန်တော်သူကြိုးစားနေရလေးသိတယ်ပေါ့နော်ပြီးတော့ဟိုကိုတနေ့ကတော့မှကျွန်တော်စိတ်နည်းနည်းလေးအဆင်မပြေဖြစ်လို့ဆိုပြီး post လေးတစ်ခုတော့ပြင်လိုက်သေးတယ်။အသမီးတလောက်ကြိုးစားနေရအောင်တော့မှပေါ့နော်တခါလေကြလို့ရှင်လို့ attack တွေလာလောက်ကြတာရှိတယ်။ရခိုင်ကိုရေးထားတာ။ဖတ်တတ်ဘူးလေ။ရရရကြည့်လိုက်တယ်မဖတ်တတ်ဘူး။မဖတ်တတ်ဘူးလေကိုရတယ်။ကြည့်ရကြည့်လိုက်တယ်မဖတ်တတ်လို့။တလေးကတလောက်စူးစမ်းနေရပေါ့နော်။ဆိုသူ့မှာအဲ့လိုပေါ့။တလောက်ဟိုဟို စလစ်ဖြစ်တာတို့ရှင်းမှလည်းရှိသေးတယ်ဟိုဒေါက်နဲ့ရှော်လေးတာဒါကတော့ဟိုအလတ်မြတယောက်အနေနဲ့ဒေါက်နဲ့ကကြတော့လေရှော်လေးတာကြလေခွေးလို့မညာရဲအရာပေါ့နော်ဆိုတော့အရင်မပြောဖြစ်တာပဲရှိရဲဆိုတော့ဒီကြားထဲမှာသူတို့ဖြစ်သွားတဲ့ခါကျတော့လေဘယ်လောက်ထိသူလုံပန်းပြီးတော့စူးစမ်းနေတာတောင်မှအကောင်းမမြင်နိုင်ရောက်ဘူးနော်တချို့ကြတော့လေဆိုတော့စိတ်မကောင်းဖြစ်တာပေါ့အဲလိုမျိုးတွေခံမြင်တာပေါ့ဟောအဲ့ဒါ ဖြစ်เสียမှာဘာလို့ဒါကဒီကဟိုကြိုက်တဲ့လူရှိလို့မကြိုက်တဲ့လူရှိရပဲလေစီရောကြိုက်တဲ့လူအတွက်တည်းကိုယ်အားပေးလူအတွက်ပဲစူးစမ်းပြလိုက်မကြိုက်တဲ့လူကိုကြိုက်ပါလို့အတင်းလုံးနေတယ်ဒါလားလိုက်သိရမှာလားနော်ဟိုဝေဖန်တယ်ဆိုတာတော့ရှိမှာပဲဗောနော်ဝေဖန်တယ်ဆိုတာလည်းညီမအနေနဲ့ကတော့ဟို positive thinking ပဲတွေးလိုက်တယ်ကိုယ့်ကိုကောင်းစေခြင်းလို့ဒါလေးလိုအချက်ချိနေသေးတယ်လို့ပြောတယ်လို့ပဲတွေးပြီးတော့ဟိုငါဒါလေးတော့ထပ်ဖြည့်ရအောင်ပဲဗောနော်အဲ့လိုစူးစမ်းပြီးတော့ဖြည့်နေတယ်ဒါပေမဲ့သူတို့ငါ့ကိုတိုက်ခိုက်နေလို့တော့တိတ်မတွေးဖြစ်ဘူးရှင်ဟုတ်ကဲ့ ကိုရုံကကိုရခံစားရတာ तू တိပြီလေအခုတိရမှာ तू တိပြီလေအဲ့ဒါဟုတ်ကိုရိုင်းတိုင်းမွေးဝင်တော့ကကြတော့အရန်ရန်ပေါ်ပါရလေအင်းရန်မထည့်ဘူးတော့လေဟာကိုရိုင်းကစိတ်ပူတယ်အခု तू တိပြီလေကောင်းနေမှာမထည့်ဘူးတိရမှာကိုပြောလို့ရှင်တယ်ကိုခံနိုင်တယ်ဒါပေမဲ့လေကိုရဲ့တပည့်သားသမီးကလည်းတခုခု share နဲ့ပြောပြီဆိုလို့ရှင်ကိုပဲပြောမှာကျွန်တော်ပြောစရာရှင်ကိုပဲပြောမှာသူမျိုးပြောတာမကြိုက်ဘူး ဲ့လိုလူမျိုးမျိုးလို့ဒါနည်းနည်းခံမြင်တာပေါ့နော်အထူးသဖြင့်ကိုယ့်ရဲ့လူမျိုးတွေကအာကိုယ့်နဲ့လူမျိုးတူတဲ့လူတွေကလာပြီးတော့မှပြောတဲ့အခါမှာပို့ပြီးတော့ခံမြင်တာပါအဲ့လိုပါပဲဒီကတော့ဘာဖြစ်ဖြစ်ကိုယ့်အလှမေကိုတော့ပို့ပြီးတော့မှ supporting ကောင်းကောင်းနဲ့လို့ပေါ့နော်ဘာဖြစ်ဖြစ် positive vibes တွေနဲ့လာပြီးတော့မှ comment ပေးတာပဲဖြစ်ဖြစ်အော်စကားကောင်းတာပဲဖြစ်မကောင်းတာပဲဖြစ်ပေါ့လေအဲ့လို positive vibes ပို့ပြီးတော့ဆန်စေချင်တာပေါ့ဒါတော့ဖြစ်တတ်ပါတယ်နားလေးနေပါတယ်ဒါပေမဲ့ခုနပြောသလိုပေါ့ ဟိုသမီးတွေကိုလာထိလို့ရှိရင်မရအောင်အဲ့လိုအဲ့လိုထိကြကျွန်တော်ပဲထိပါထိတားတွေရောတားတွေကြတော့ရရရထိလာဒီလိုပြောသူ့ကိုကဒါစင်တာ training ပေးနေရဆိုတော့သူ့ဒီမှာ training ပြေးွားရထားပြီးွားပြီဆိုတော့သူဒီနောက်ပိုင်းသူသူ့ကိုပြောင်းလဲလုပ်တဲ့အချိန်မှာလဲတောက်လျှောက်ဒိုင်းနေနဲ့ပါလာခဲ့ရဆိုတော့သူ့ရဲ့ပြောင်းလဲမှုကအရန်ကို ပြောင်းလဲမှုတွေရှိလာတယ်အများကြီးစ조사လာတွေ့အခါကျအခုတင်ပြီးွားရင်ဒီထက်လည်းပိုပြီးတော့ပြောင်းလဲလာမယ်ဖိလစ်ပင်းမှာထပ်ပြီး training ဝင်တဲ့အချိန်မှာလည်းအများကြီးပြောင်းလဲလာမယ်ဆိုတာကိုယုံကြည်ရပေါ့နော်သူသူ့ဆရာဖန်တီးပေးထားတယ်တိတန်ပြန်ပါကိုကိုကြအသက်ကြီးတာမလုံနိုင်တော့ OV ဆိုတာသူကအဓိကဟိုပါပဲဒီ midnight operation လေးတွေအကြည်လေးအပြုံးလေးအဲ့ပြီးသူရဲ့ဒီ overall ပေါ့ဘယ်လို40လှပါမလဲအဲ့လိုမျိုးလေးဒီအဓိကလောက်ပေးမှာပေါ့အဓိက main အခြေခံလေး main တကယ်သင်းမြစ်ကဒီမှာပေါ့သင်းမြစ်ကြီးပေါ့နော်သူကအကုန်လုတ်ပေးထားမှာသူထွင်းတဲ့တန်းတွေလှရလေနော်နမိတ်လည်းမိုက်တယ်ကြိုးစားမှုနဲ့ပတ်သက်လို့ရှင်တော့ကိုကြိုးစားတာတော့မရော့နေဘူးလို့တော့ထင်မိရဲ့အဲဟိုလုတ်သင်းလုတ်ထိုက်တဲ့အရာတွေအကုန်လုံးဟိုဓာိုက်ဖြည့်ဆွတ်နေတာဆိုတာလေကြိုးစားတာတော့ဟိုအပြေဝါ ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်ရာလက်ကလည်းဒီကြိုးစားမှုနဲ့ထိုက်တန်တဲ့ရာလက်တစ်ခုတော့ရမယ်လို့မျှော်လင့်ထားပါတယ်ဟုတ်အော်လောလောဆယ်တော့ဟို miss art organization ကတော့နည်းနည်း attention တော့ပေးနေတယ်လို့ထင်တယ်ပေါ့နော်ညီမညပတ်သက် eco activity နိုင်ငံပေါင်းဒီညီမတို့ပြိုင်ပွဲကကြာတော့နိုင်ငံပေါင်း80ကျော်ပြိုင်ရမှာအဲ့ဒီအမှညီမရဲ့ eco activity ၃ခုကိုတောင် တင်ပေးထားပြီပေါ့နော်အခြားဟို ဒီလိုတော့ mystery ဆိုလို့ရှိရင် equity ပြီးမတင်ပေးရသေးရဲ့ mystery တောင်ရှိသေးရပါတော့နိုင်ငံတွေလည်းရှိသေးတယ်ဆိုတော့ attention နဲ့နည်းနည်းပပကိုပေါ်ကိုရှိနေပြီဆိုတော့အဲ့ကိုပေါ်ရှိနေတဲ့အာယုံစူးစိုက်မှုကိုတုံးချပြီးတော့ဒီထက်ပိုပြီးကောင်းတဲ့ရာလက်တစ်ခုရအောင်ဒီလုံးနိုင်မယ်လို့တော့ထင်ပါတယ်ရှင်ဟုတ် performance ကိုအခြေခံပြီးတော့မှမြန်မာတို့ရဲ့တကယ့်ကိုချစ်ဖို့ကောင်းတဲ့ delay တစ်ခုကိုတော့ခံပြီးထားပါတယ် ဆိုတော့ဒီဇိုင်နာကလည်းကျွန်တော်ရဲ့ကော့စတူမလုပ်ပေးတယ်ဒီကိုတီကေရိုးတိတ်ပါပဲ။ဟုတ်ပါပြီ။ဆက်ဖြစ်မှာပေါ့တီကေ။ဆက်ဖြစ်နေမှာပေါ့။ဆိုတော့ဟိုတင်စားလေးတော့ထွက်လာမယ်လို့တော့ညှော်လေးညှော်လေးထားတယ်ယုံလေးယုံကြည်ပေါ့။နောက်ဆိုတော့ကိုကြိုက်စောင့်ကြည့်သွားလို့ကျူပြလေ။ငွေအမောက်ကိုဘယ်လောက်သုံးနေရတော့အဲ့လိုမျိုးပြောတာတည်းဆာလို့ရှိရင်ပတ်စံမှာသိန်း500 600သုံးလိုက်တယ်တော့မလုပ်ပါလေကျွန်တော်တို့ကဟုတ်တယ်မလား။အဓိက ကိုရီးယား traditional တစ်ခုကိုပြလိုက်တဲ့အခါမှာအဲ့ traditional ဒီဘလောက်ထိတန်ဖို့ရှိလဲကျွန်တော်တို့ရဲ့အမွေနှစ်ကဘလောက်တန်ဖို့ရှိလဲပတ်စံထားကျွန်တော်တို့ကပို့ပြီးတော့အဲ့ဒီရောက်မျက်နှာမှာဆိုတော့ကျွန်တော်တို့ရဲ့ culture ကိုပေါ်ပြတာကျွန်တော်တို့ငွေကြေးမြောက်မြောက်ကျွန်တော်တို့ပေါ်ပြတာမဟုတ်ဘူးဒါပေမဲ့သုံးသိန်းတဲ့ပမာဏကျွန်တော်တို့ဒီဝတ်စုံတစ်ခုအတွက်လိုအပ်တဲ့ပမာဏတစ်ခုတော့ကျွန်တော်တို့သုံးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့မလိုအပ်တဲ့အရာတော့ကျွန်တော်တို့ပျော်ဖို့မလိုဘူးလို့ထင်ပါတယ် ဆရာကဆရာလေးကျွန်တော်ရဲ့ဆရာကဆရာလေးလေဆရာကဒီဆရာကဒီသားကိုမွေးထားတာဒီသားကဒီသမီးမွေးထားတယ်ဆိုတော့ဆရာကဆရာဆရာလေးပေါ့တော့ဘာကြီးရတယ်ပြတ်ပါတော့ဘာပြောချင်တာဆရာလက်နဲ့ထိလို့ရှိရင်ရွှေဖြစ်တယ်အဲမဟုတ်ပါဘူးဘာဘူးအထီးကတော့စိတ်ထားကောင်းကောင်းထားဖို့ပဲတင်ပေးဖြစ်တယ်အထီးကစိတ်ထားကောင်းရမယ်သူများမကောင်းအောင်ကိုကောင်းရမယ် အဲ့ဒါအဓိကမင်းပဲဘာလို့လူကျောက်ကလူပတ်ဝန်းကျင်မှာနေရဲ့ချိန်မှာစိတ်ထားကောင်းမှုကအရေးကြီးတယ်စိတ်ထားကောင်းမှပဲဒါကိုယ့်ရဲ့ရှစ်တလန်းတွေအကုန်လုံးအဆင်ပြေမှာဖြစ်တဲ့သူ့ကိုအားလုံးစိတ်ထားကောင်းဖို့ပြီးရင်အာစိတ်ကိုအကောင်းဆုံးပြင်ဆင်ထားဖို့ပြိုင်ပွဲတစ်ခုပြိုင်အနိုင်ရှုံးရှိရဖြစ်တဲ့အတွက်အရှုံးရရင်လည်းရေဆိုင်နိုင်ရမယ်အနိုင်ရရင်တော့လည်းပြောရမှာပေါ့အဲ့အဲ့လိုအကုန်လုံးတော့အဲ့လိုပြောတင်ပေးဖြစ်ပါတယ်လူတိုင်းရောဘာဟိုက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 ိုစိတ်ကန်းရှိသွားနေရမယ်ဟိုအကုန်လုံးပေါ့နော် နေရာမှာဖြစ်တဲ့အတွက်ဟိုဂရက်လေးရောဒါအခုဟောပါအရင်တည်းရလေဂရက်တည်းရရှိခဲ့ရဆိုတော့လေနော်ဒီဂရက်တည်းရှိရလေဟိုလူတရားနေရာမတူတလို့ပေါ့မတူလို့ဆိုတော့လေအဲ့လိုပေါ့ဂရက်လေးရရှိလာဂရက်မရှိရ message ဂရက်ရှိရ message ရှိလာအဲ့လိုပေါ့မိုင်းဆရာစင်တာဆိုပြီးညီမကိုအဲ့ဟို mentality ဘိုင်းနဲ့ train ပေးရပေါ့နော်အဲ့မှာဆိုရင်ဆရာအမြဲပြောနေရတဲ့ဟာတခုရှိတယ်ဒီ ညီမတို့ miss ကိုဆို MISS လို့ပေါင်းတယ်လေအဲ့ဟာရဲ့တလုံးချင်းလေးပြောဆရာပြောဟာအဲ့ထက်မှာပါ ये M ဆိုတာကရဲ့ management လုပ်နိုင်ရမယ်တဲ့ကိုဘလိုနေထိုင်ရမယ်ဆိုတာ management လုပ်နိုင်နောက်တစ်ခုကဒီ manners ပေါ့နော် manners ကောင်းရမယ်ဆိုဆရာအမြဲပြောတယ်ပြိတ္တရပေါ့နော်အော်ဒီ society တစ်ခုရဲ့ voice ဖြစ်လာမဲ့သူဆိုရဲ့အတွက်ကြောင့်ကိုယ့်ရဲ့ manners ကလည်းအရင်ကိုအရေးကြီးတယ်ကို manners ကောင်းနေမှာကို voice ကိုလိုက်နာမဲ့သူရတယ်ဟိုပို့ပြီးတော့တိုးတက်လာမှာပေါ့နော်အဲ့ကြောင့်မလို့ဟိုကို manners ကိုတော့အကောင်းဆုံးပြန်ကြိုးစားနေ ဟိုအလှမေအလှမမိုးလို့သာလေးပေါ့နော်ဟိုအနေတိုင်းစင်ကြင်ရမယ်လို့ပြောတာပေါ့တကယ်တမ်းကျတော့ကျွန်တော်တို့ဟိုဒီအလှမေအလှမသာမကပဲနဲ့ပေါ့နော်ဒီကျွန်တော်တို့တိုင်ဝမ်အကုန်လုံးတိုင်ဝမ်တစ်ခုလုံးဒီအဲ့လိုပေါ့ဟိုပို့ပြီးမှစိတ်ထားကောင်းတဲ့လူဆိုလို့ရှိရင်မကောင်းဘူးလားတော်တော်များများဒီပါလေဆိုတော့မနာလိုဝန်သူစိတ်တွေများတယ်ပေါ့စိတ်ထားလေးကလူတိုင်းကပို့ပြီးတော့ကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ society ကလည်းပို့ပြီးတော့မကောင်းတာမျိုးတော့ကျွန်တော်မြင်နေပေါ့เนาะဆိုတော့ဟိုအမှန်တမ်းပြောရင်တော့ကျွန်တော်လည်း လူသားတွေကလူသားပါပဲစိတ်တူတက်တယ်ဒေါသလည်းရှိတယ်မာနလည်းရှိတယ်ဒါပေမဲ့ဗာလဲဆိုတော့လူတိုင်းကတော့ကျွန်တော်တို့ flexible ဖြစ်နိုင်ရမယ်အထူးသဖြင့်ဒီဒီအော် beauty pageant ဆိုတဲ့ဒီ industry တွေမှာရောက်လာပြီဆိုလို့ရှိရင်အများကလည်းဒါကတော့ဟိုဟောပါတော့အော် room model တွေပေါ့ဆိုပြီးတော့မှတက်မှတ်ထားကြတဲ့အရာဆိုတော့လေပို့ပြီးတော့မှထိုင်နေနေတင်တာပေါ့ โอเคညီမဒီပြိုင်ဝဲပြိုင်ဖို့အတွက်ပေါ့နော်တကယ်ရင်ဟိုမှာ activity စပါကြတော့ဒီလ20ရက်နေ့စပါပေါ့နော်ဒါပေမဲ့ညီမကတပတ်ကြိုပြီးတော့ဟိုမှာတော့ train မှာဖြစ်တဲ့အတွက်ကြောင့်ဒီလ23ရက်နေ့မှာမြန်မာနိုင်ငံထွက်ပါမယ်အဲမနက်9:00နာရီဒေစိတ်ကပဲဒါဒီစိတ်ဒီလိုကောင်းစေချင်မိရရဲ့မလားတော့အဲ့ဒီတော့နော်ဟာတချွာလိုက်တာဘယ်ငါးနိုင်ကြီးကို

ေးချက်ဟာလေးဖြစ်နေတာပွဲလေးဖြစ်နေခါကျတော့ miss မြန်မာအခုဒါ new era ပေါ့နော်ဒါ organization အတင်းနဲ့ miss အတင်းနဲ့တော့မှဖြစ်တဲ့အတွက်အများကြီး supporting ပေးပါလို့အများကြီးစောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့ဒီ miss မြန်မာ organization နဲ့တကွာဒီ miss မြန်မာ2025ခင်ခင်လိုင်းကိုကြည့်ရှုအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့အနေနဲ့လေးအကောင်းဆုံးပေါ့နော်ကျွန်တော်တို့တက်နိုင်ပြီးကျွန်တော်တို့ပို့ပြီးတော့မှကြိုးစားနေပါတယ်မြန်မာ star